အကြံဖက်မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့စစ်တွေတပ်ရင်းတစ်ခုကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ပောက်တော်မျိုးတွေကလူနေကျေးရွာတွေကိုလက်နက်ကြီးနဲ့လှမ်းပစ်တဲ့အတွက်၅နှစ်အရွယ်မိန်းကလေးတစ်ယောက်သေဆုံးပြီး၂ယောက်ပြင်းထန်ဒဏ်ရာရရှိသွားပါတယ်။ အကြမ်းဖက်မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့စစ်တွေတပ်ရင်းတစ်ခုကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ပောက်တော်မျိုးနယ်မှာလူနေကျေးရွာတွေကိုလက်နက်ကြီးနဲ့လှမ်းပစ်တဲ့အတွက်၅နှစ်အရွယ်မိန်းကလေးတစ်ယောက်သေဆုံးပြီး၂ယောက်ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။သေဆုံးသွားတဲ့မိန်းကလေးငယ်ကပောက်တော်မျိုးနယ်တောင်ညူရွာက အဖအူးနေစော ထွန်းရဲ့သမီးမတ်စင်ချိုဤ၅နှစ်ဖြစ်ပါတယ်။ အော်တိုဘာ29ရက်နေ့လည်းနှစ်နာရီလောက်မှာစစ်တွေမျိုးအခြေဆိုင်တပ်ရင်းတစ်ခုကနေတိုက်ပွဲဖြစ်ပွားတာလည်းတစုံတရာမရှိဘဲနဲ့တောင်ညူရွာဘက်ကိုလက်နက်ကြီးနဲ့၅ချိန်လောက်လှမ်းပစ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတွေကလက်နက်ကြီးကြီးတစ်လုံးဟာတောင်ညူရွာတဲကိုကြာရောက်ပောက်ကွဲခဲ့ရတာကနေမိန်းကလေးငယ်ရဲ့ဦးကောင်းကိုလက်နက်ကြီးကြီးစားထိမှန်ခဲ့ပြီးအဲ့ဒီနေရာမှာပဲပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ရပါတယ်။ ။ဒဏ်ရာရသူနှစ်ယောက်ကတော့တိတ်ဆုံးသွားသူမတ်စင်ချိုဤရဲ့ဖခင်ဥနေစောထွန်းနဲ့အဲ့ဒီရွာကဥမောင်စိန်ဝင်းတို့ဖြစ်ကြပါဗျ။လက်ရှိဒဏ်ရာရရှိသွားတဲ့သူတွေကိုတော့အရေးပေါ်စိတ်ကူးသားမှုခံယူဖို့နီးစပ်ရာဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါဗျရှင်။လက်ရှိဒဏ်ရာရရှိသွားသူတွေကိုတော့အရေးပေါ်စိတ်ကူးသားမှုခံယူဖို့နီးစပ်ရာဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်ရှင်။